မင်္ဂလာပါ မွေးကားဆိုရင်တော့ဘလို့ပုံစံပဲချက်ချက်ကြိုက်ပြီးသားဖြစ်နေတဲ့အတွက်ကြောင့်မို့ဒီနေ့ဥနိုင်ရဲ့ညီမလေးကငခုနဲ့ချက်တော့အရန်ရန်ကိုရှယ်ပြီးသုံးပွဲတီးခဲ့လိုက်ပါတယ်ခင်ဗျာ နောက်ဒီနေ့ကလည်းဥနိုင်ရဲ့ညီမလေးရဲ့ anniversary ဆိုတော့သူကအဲမုတ်သက်ရှိပေါ့နော်အမွေးကားကိုအပြောချက်စားကြတာဖြစ်ပါတယ်နောက်သူ့ရဲ့တငယ်ချင်းကလည်းဒေဝါလီမုတ်ကလေးတွေယူလာတော့အချိုးပွဲတော့ကလည်းလောက okay မှာစုပြေသွားပါတယ် ။ဥနန်တို့ငငယ်တော့ဆိုလို့ရှိရင်တော့မောင်နှမ3ယောက်ရှိတဲ့မှာအကိုကြီးကတော့တည်တတ်ပေါ့နော်။ဥနန်တို့မောင်နှမတွေနဲ့ပို့ပြီးတော့ရောကြတယ်ပေါ့လေ။ပြီးတော့ဒီဥနန်ရဲ့ညီမဆိုလို့ရှိရင်ငငယ်တွေကတော့ဘာမှလောက်ရခဲ့ရတာလည်းမဟုတ်ဘူးပေါ့နော်။အချက်ပြုတ်တာတွေကစဥနန်တို့ဒီဒီပြင်ကိစ္စဝဝဥနန်တို့ ယောက်ျားလေးတွေ200ပဲလောက်တာညီမလေးကအငယ်ဆုံးဆိုတော့ तू မမမလုပ်လိုက်အောင်ဒါပေမဲ့ तू အိမ်နောက်ကျလာတဲ့အခါမှာလည်း तू နောက်ပြီးတော့ဒီဟင်းတွေပိုင်းချက်တာလည်း तू မိဘကြောင့်လည်းဝင်းဝင်းဝင်းစရာမလိုဘူးပေါ့နော်အဲဒါပေမဲ့အခုနောက်ပိုင်းကျတော့ तू ကနည်းနည်းလေးမိဘကြောင့်လည်းဝင်းနဲ့ချက်ရင်းပြုံရင်းနဲ့အဲ့ဒီဝါဒနာပါလာတယ်။နည်းချက်တာပြုတ်တာကျွမ်းကျင်လာတယ်။သူကလုံးဝချက်တာပြုတ်တာလုံးဝစနစ်တကျချက်တတ်တယ်။တော့လုတ်ပြီဆိုရင် လုတ်ပြီးဆိုရင်တော့လောဝလောသွားတက်တက်ခက်ခက်နဲ့လောဝစားချက်ဆိုပဲလုတ်တတ်တယ်နောက်ဒီမွင်းကားကတော့လောဝသူချက်ပူတာမဟုတ်ဘူးဒါသူရဲ့ first experience နော်ဒါပေမဲ့အရင်စားလို့ကောင်းတယ်သူအဲနည်း expert ဖြစ်တာပါလဲဆိုအုံတို့ခေါဆွဲနေကြာစံချက်အဲ့သူကြိုက်တဲ့ဟာလေးပေါ့နော်အဲ့တော့ဒီမိုဟင်းကားလေးကိုတော့ तू ကဒါပထမဆုံးချက်တာဖြစ်ပေမဲ့ तू ငခုလေးနဲ့ तू စမ်းချင်နေတဲ့ဦးနဲ့စားကြည့်တဲ့အခါမှာတော့ချိုချိုလေးနော်နော်မှုမွေးလေးအငံပုတ်ပေါ်လေးနဲ့အရင်စားလို့ကောင်းပါတယ် ဥနိုင်တို့အင်ဂျင်ကဥနိုင်တို့အမေရိအဖေရပေါ့နော်မွေးငါချက်ပြီဆိုလို့ရှိရင်တနေကုန်အိုးအကြီးနဲ့ချက်ထားပြီးတော့တနေကုန်မွေးငါပဲစားတာလုံးဝဘာမှတွင်းရတယ်ထမင်းတွေပိုင်းမစားဘူးနောက်လာသမျှဧည့်သည်တွေကိုလည်းပေါ့နော်ချက်ပြီးဆိုတော့သိပေါ့စနေတရုံးတွေဆိုရင်တော့တခုမဟုတ်တခုကတော့အိမ်မှာလှုပ်စားနေကြဆိုတော့အဲလာတဲ့ဧည့်သည်တွေအကုန်ပေါ့အမျိုးတွေအစွေတွေပေါ့နော်တငယ်ချင်းတွေလာစားကြတယ်ဒါမှအဲတနေကုန်မွေးငါချက်တဲ့နေဆိုတနေကုန်မွေးငါအုံနှုတ်ခေါက်ဆဲချက်တဲ့နေဆိုတနေကုန်အုံနှုတ်ခေါက်ဆဲလုံးဝထမင်းမစားဘူးအဲ့လိုစားတယ်မိသားစုဖြစ်ပါတယ်

nói chuyện là trò chuyện là được Cái ý sao lúc có mời tới ta?